เนาะလူကြီးတွေအများစုအာဏာရှိတဲ့လူကြီးတွေအများစုတော့သူတို့မကောင်းကြောင်ပြောရင်တော့ခမချက်ချင်းလက်ငင်းပြတရားစွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောတာနဲ့လေးကြီးအောင်စောင်းနေရเนาะလေးကြီးအောင်စောင်းနေရသူတို့အကြောင်းလေးမှပြောလိုက်လို့ရှင်နားချက်ချင်းကြားတယ်သူတို့အတုံးမကြတဲ့အကြောင်းဒီမှန်ပြောလိုက်လို့ရှင်เนาะတချို့လူကြီးတွေပေါ့ဗျာเนาะတချို့လူကြီးတချို့ဆိုတော့တဝက်လည်းဖြစ်ကျင်ဖြစ်မှာပေါ့เนาะအကျိုးဘုံမှုတွေရရှေ့မှာနေပြီးမိတုစတေဟောက်ငှက်အံပြီးမှဆရာကြီးစတိုင်နဲ့စစ်ကကောင်းကောင်းတိုက်ခူတာမဟုတ်ဘူး ဆင့်ဟိုဟာကိုအနာလုတ်ပြီးမှပြဿနာမရှာကြနဲ့လို့ဦးဇင်းကပြောချင်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်အမျိုးများအားလုံးပဲတော်လန်ညကြံလေးပါခင်ဗျာဒီကနေ့မေလ29ရက်နေ့ညပိုင်းတည်ရတဲ့မြေပြင်စစ်ရေးသတင်းတွေကိုဖတ်ပြပေးပြီးတော့ဒီနောက်မှာဟိုဘက်အောက်တန်စာရက်ကွာကောင်းနေဘလိုတွေလမ်းပေါ်တက်ပြီးဖင်ကုန်းပြီးငိုချင်းတွေချထားအောင်မလဲဆိုတာကျွန်တော်သွားပြီးတော့ကြည်လိုက်အောင်ညကဲတော့ပထမဆုံးဒါကျွန်တော်ဖတ်တီရိုဘက်ကထိုင်းမြန်မာနယ်စပ်ကနေလေးစစ်စခန်းကို KNL ပူပေါင်းတပ်များကထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကောင်းလေးကတော့ ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ဒီမြို့တောင်ဘက်မှာစီးတဲ့ကနေလေးစခန်းကို KNL ပူပေါင်းတပ်များကမနေ့ကညပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းကရင်စစ်ရေးတပ်ဒင်းမြစ်တွေထံကသိရပါဗျ။အဆိုပါစခန်းကိုပူပေါင်းတပ်များကမေလ22ရက်နေ့ကတည်းကစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးမနေ့က26ရက်နေ့ညပိုင်းမှာတော့အပိတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အဆိုပါစခန်းသိမ်းတပ်ပွဲအတွင်းနှစ်ဖက်ထိခိုက်သေးဆုံးမှုတွေရှိပေမဲ့လက်ရှိမှာတော့ဆင်းလေးလုံနေစေဖြစ်ပါတယ်။ KNU KNL ပူးပေါင်းတပ်တွေကယခုနှစ်မတ်လခရဲကစပြီးတော့ထိုင်းမြန်မာနယ်စပ်အနီးတောင်ရင်မြစ်တက်ဆောက်မှာစီးတဲ့စခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာတော့အခုဆိုရင်စခန်း၉ခုနဲ့အထက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။အဆိုပါစခန်းတွေထဲမှာစစ်ကောင်စီရဲ့ပူးလူတူခလဲဒီတခေါ်ပြီးခွေမော်ဖသူတာလဲစခန်းမဲလစခန်းမော်ဖုတ်ကိစခန်းဘလတ်တို့စခန်းနဲ့ကနဲလေးစခန်းတို့ကိုတည်ယူနိုင်ခဲ့ပြီးတိဘဘိုးစခန်းကိုလည်းဆက်လက်တိုက်ခိုက်နေစေဖြစ်ပါတယ်။ ဒါနဲ့ဆက်ဆက်ပြီးတော့တဆက်သေးမှာပဲကရင်ပြည်နယ်ထမ်းမြမနယ်စပ်မှာစီးတဲ့စစ်ကောင်စီတပ်ရဲ့ဆွေအိမ်မြိုင်ဖျားကုန်းစစ်စခန်းကို KNL ပူးပေါင်းတပ်များကထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကောင်းလေးကလည်းမေလ26ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်ရဲ့ကနေလေးစခန်းကိုသိမ်းပိုက်ပြီးနောက်ဒီကနေ့မေလ29ရက်နေ့မနက်ပိုင်းမှာဆွေအိမ်မြိုင်ဖျားကုန်းစစ်စခန်းကိုပါ KNL ပူးပေါင်းတပ်များကထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရပါဗျာ။ ဒါယမန်နေ့ KNL ကတင်ပိုက်ခဲ့တဲ့ကနေလေးစစ်စခန်းမှာလဲစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား100ကျော်စီပြီးစစ်သားအယောက်90ကျော်ထမ်းမချမ်းတို့ထွက်ပြေးသွားကြောင်းလက်ရှိမှာကနေလေးစခန်းတက်ခိုက်တင်ပိုက်မှုတည်င်းကိုတော့မကြမီ KNU ကတရားဝင်ထုတ်ပြန်ကြေညာမိဖြစ်ကြောင်းလဲသိရပါဗါတယ်အဲ့တော့ဒါကျွန်တော်တို့ဖတ်တီတို့ကတော့ကြိတ်တလားကိုမမေးနဲ့နော်ဒီထမ်းမြမနယ်စပ်မှာဆိုရင်တို့ဒီအကြံပတ်စစ်တပ်ရဲ့စခန်းကတော့တခုပဲကျန်တော့တယ်အဲ့ဒါကတော့ဒီတစ်ဘောဘိုးပေါ့နော်ဒီတစ်ဘောဘိုးစခန်းကြပြီးနော်ဒီထမ်းမြမနယ်စပ်မှာတို့ဒီစစ်ခွေးစခန်းတွေအကုန်လုံးကုန်ပြီးပေါ့နော် အဲ့တော့ဒီတိဘဝစခန်းကလည်းမကြမီတည်င်းကောင်းတွေထပ်ပြီးတော့ကြာရတော့မှာပါဆက်ပြီးတော့လည်းဒါကျွန်တော်ကိုချီတို့ဘက်မှာဆိုရင်နှံဖဲတောင်ကြေးရွာကိုအေအေကတိမ့်ပိုက်လိုက်ပြီးပြိုင်စစ်ကေရွာအနီးတပ်ဝဲတွေပြင်းထန်နေတယ်ဆိုတော့တည်င်းကောင်းလေးကတော့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲတပ်ရင်32ရဲ့အစစ်ဘက်မှာစီးတဲ့နှံဖဲတောင်ကြေးရွာကာကင်းစခန်းကိုအရခတ်တပ်တော်အေအေကတိမ့်ပိုက်လိုက်ပြီးပြိုင်စစ်ကေရွာမှာစစ်ကောင်စီနဲ့နှစ်ဖက်ထိတွေ့တပ်ဝဲတွေပြင်းထန်နေကြောင်းသိရပါတယ် စမှုလက်မှုတင်းတန်းကြောင်းကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့နှံဖဲတောင်ကျေးရွာမှာစီးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပူးပေါင်းတက်ဆွဲထားတဲ့အရေးပေါ်ကာကင်းစခန်းကိုအော်ရကတက်တော့အေအေကဒီရက်ပိုင်းထဲမှာတိမ့်ပိုက်ထိန်းချုပ်လိုက်တယ်လို့စစ်ရေးသတင်းမြစ်တွေထံကသိရပါဗယ်အလားတူပဲ32ရဲတပ်ရင်ဝင်ပေါက်ဂိတ်တစ်ခုဖြစ်တဲ့ပြိုင်စစ်ကိကျေးရွာမှာတက်ဆွဲထားတဲ့နေရာတွေကိုအော်ရကတက်တော့အေအေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေကြောင်းလည်းသိရပါဗယ် အဲ့ဒီစစ်ကောင်စီရဲ့ရဲတပ်ရင်32ကိုကာကင်းစခန်းတွေနဲ့ဝိုင်းရံထားပေမဲ့ AA ရဲ့တိမ်ပိုက်မှုအောက်ကိုတစ်ခုပြီးတစ်ခုရောက်ရှိနေပြီးတပ်ရင်နဲ့အနီးဆုံးနှမ်းဖဲတောင်ကျေးရွာကာကင်းအထိကိုတိမ်ပိုက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။မကြာမီထိုးစစ်ရောက်နိုင်ွယ်များနေတဲ့ရဲတပ်ရင်32ရဲ့အဓိကထွက်လှမ်းဖြစ်တဲ့ကြောက်ဖြူမျိုးကိုဥတီနေပြီးနေရအချို့ကိုကင်းဘုံတွေလှုပ်ဝက်ချကထွက်ပေါက်ပြင်းစင်နေကြောင်းလဲသိရပါတယ်ဆိုပြီးတော့ဒေဝရီ FN ကတင်ထားပေးတဲ့နောက်ထပ်တာကျွန်တော်ကိုချီရိုးဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာ။ ဲတော့ဆက်ပြီးတော့လည်းလင်းနဲ့မရဆန်နဲ့သွားလို့ပဲတကြိတ်ကြိတ်ရန်နေဖြစ်နေကြတဲ့ဒီ TNL နဲ့ KNY တို့အကြောင်းကတော့ဒါကျွန်တော်ညီကိုမော်မတွေလည်းအားလုံးသိပြီးသားဖြစ်မှာပါဒါအခုတစ်ခါမှဆိုရင်ဘလို့တည်င်းကောင်းလေးထပ်ပြီးထွက်ပေါ်လာတယ်ဆိုတော့တနင်္ဂနွေလွတ်မြောက်ရေးအတွက် KNY နဲ့ဆက်လက်ပူးပေါင်းတက်ပွဲဝင်သွားမယ်လို့ TNL ကပြောဆိုဆိုတဲ့တည်င်းကောင်းလေးပဲဖြစ်ပါတယ်ကချင်လွတ်မြောက်ရေးတက်မလို့ KNY နဲ့နေမီဆိုင်ရန်ပြဿနာတွေကြောင့်ဒီပြင်တက်ဖွဲ့ဝင်များမှာမကြာခဏပရိပခန့်များစီနေပေမဲ့လည်းမြန်မာတနင်္ဂနွေလွတ်မြောက်ရေးအတွက် KNY နဲ့ဆက်လက်ပူးပေါင်းတက်ပွဲဝင်သွားမယ်လို့ မနေ့ကမေလ26ရက်နေ့က TNL တွဲဖက်အထွေထွေအတွင်းရေးမှူးဘိုမူကြီးတာပန်လာနဲ့သတင်းမီဒီယာတွေတွေ့ဆုံအချိန်မှာ KYA နဲ့ဆက်ဆံရေးကိုမေးမြန်းရာမှာဘိုမူကြီးတာပန်လာကအခုလိုပြောဆိုလာခဲ့ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီမှာဗားရီဆက်ပြီးပြောသွားလဲဆိုတော့မဟာမိတ် KYO နဲ့ကျွန်တော်တို့တောက်ဆောက်ဖြစ်စင်းမှုတွေစီနေပါတယ်။ပုံမှန်တွေ့ဆုံမှုတွေလည်းစီတယ်။ပြီးတော့အခြေခံထားတဲ့မဟာမိတ်စာချုပ်တွေလည်း၃ခုလောက်စီတယ်။အဲ့ဒီမှာတော်တော်လေးကိုပြည့်စုံလာပါတယ်။ဒါက2023မေလလောက်အထိစီခဲ့တာ 2024 2025မှာဖြစ်ပေါ်လာတဲ့ဒီပွတ်တက်မှုတွေအပေါ်မှာဘယ်လိုမျိုးဆက်လက်ပြီးမှလက်တွယ်မလဲဘယ်လိုမျိုးဆက်လက်ပြီးမှတနင်္ဂနွေအတွက်တော်လှန်ရေးကိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ဟာမှာကျွန်တော်တို့ကအများကြီးပူးပေါင်းဆောင်ရွက်ရပါမယ်ကျွန်တော်တို့ဒေတာတစ်ခုတည်းပဲလွတ်မြောက်နေလို့မရဘူးမဟာမိတ်ဒေတာတွေလည်းလွတ်မြောက်ဖို့လိုအပ်တယ်ထို့နည်းတူစွာပဲတနင်္ဂနွေမှာရှိတဲ့လူထုတွေရဲ့လွတ်မြောက်မှုလည်းလိုအပ်ပါတယ်အဲ့ဒါမှသာကျွန်တော်တို့ရဲ့လွတ်မြောက်မှုအာမခံချက်စီမှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့တွေရလာတဲ့လွတ်မြောက်မှုကတခဏတာအတော့ပဲဖြစ်ပါလိမ့်မယ် PNL နဲ့ KNY ဒေသများလွံ့မြောက်မှုကနဲ့တနင်္ဂနွေလွံ့မြောက်ရေးအတွက်မိကဲတို့ပူးပေါင်းဆောင်ရွက်ကြမည်ကိုလည်းဆွေးနွေးအဖြစ်ဆန်နေကြကြောင်းဗိုလ်မှူးကြီးတာပန်လာကပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့အခုလိုသတင်းထွက်ပေါ်လာတော့ဒါကျွန်တော်ပြည်သူတယောက်အနေနဲ့တကယ်ကိုဝမ်းသာမိပါတယ်။ဒါဒီထက်ဒီထက်ပို့ပြီးတော့လဲကျွန်တော်တို့တိုင်းရင်းသားညီကိုတွေအချင်းချင်းပို့ပြီးတော့တင့်တင့်မြတ်တောက်အောင်ဒီထက်ပို့ပြီးတော့ဆောင်ရွက်ကြပါလို့ဒါကျွန်တော်ပြည်သူတယောက်အနေနဲ့တိုက်တွန်းလိုက်ရပါတယ် နောက်ထပ်ဒီမန္တလေးတိုင်းတောင်တာမြို့ပေါ်မှာစီးတဲ့မြေစရင်ယုံအခွန်ဦးစီးဌာနယုံအမှတ်နှစ်ရက်ကွက်အုပ်ကြီးနေတို့ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ရမှာတော့အကြံဘတ်စစ်ကောင်စီတပ်သားတွေအကုန်လုံးထွက်ပြေးသွားတဲ့တည်င်းကောင်းလေးကတော့မနေ့ကမေလ26ရက်နေ့နေ့လယ်ပိုင်းကတောင်တာမြို့ပေါ်မှာစီးတဲ့မြေစရင်ယုံအခွန်ဦးစီးဌာနအမှတ်နှစ်ရက်ကွက်အုပ်ကြီးနေစကြန်းဂိတ်စတဲ့နေရာတွေကိုတော်လိုင်းအင်အားစုများမှဝင်ရောက်စီးနှင်ခဲ့ရမှာတော့စစ်ကောင်စီတပ်သားများအလုံးထွက်ပြေးသွားကြောင်းသိရပါဗျ။အဲ့ဒီထွက်ပြေးသွားပြီးတဲ့နောက်မေလ28ရက်နေ့ည7:00ခန်းက ဝန်လောင်တိုက်နယ်ဘက်သို့စစ်ကူထွက်လာတဲ့စစ်ကြောင်းကလည်းဒီကနေ့မေလ29ရက်နေ့မနက်ပိုင်းမှာပြည်သူပိုင်၁၂ဘင်းကားနှစ်စီးကိုချောဆွဲကာမြို့ထဲသို့ပြန်လည်ဝင်ရောက်လာပြီးစစ်သားအင်အားအများပြားထတ်တော်ကပိတ်ဆို့စစ်ဆင်မှုတွေလောက်ဆောင်နေကြောင်းသိရပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကတင်လာပေးတဲ့သတင်းလေးပဲဖြစ်ပါတယ်။နောက်ထပ်လဲသကိုင်းတိုင်းမုံရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနကျောင်းမှာစစ်မှုထမ်းတပ်သားတင်နှစ်ဦးလက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာခဲ့တဲ့သတင်းကောင်းလေးကလည်းမေလ29ရက်နေ့သကိုင်းတိုင်းမုံရမြို့အခြေဆိုင် စစ်မှုထမ်းတပ်သားတဲ့နှစ်ဦးကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကိုအလင်းဝင်လို့ကြောင်းဆက်သွယ်လာတဲ့အတွက်ကြောင့်တို့အရေးချမ်းတဲ့အတွင်းရေးမှူးမတ်ဆွေကျူးကတော်လိုင်းရေးတပ်ဖွဲ့တွေထံကိုဆက်သွယ်ပေးခဲ့ရမှာတော့ MA1 အမျိုးအစားတနက်နှစ်လံ36ခွင်းပုံးနှစ်လုံးနေမိုင်းနှစ်လုံး5 by passage အတောင်200လုံးနဲ့အတူရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရပါဗါးအဲ့တော့အခုလိုမျိုးကိုတီစိတ်တဲ့ပြည်သူ့ဘက်ကိုမျက်နှာမူပြီးအလင်းဝင်လာပေးခဲ့တဲ့တပ်သားကိုလည်းဒါကျွန်တော်ကိုယ်ယူပါတယ်နော်ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲ ဒီနောက်မှာငလင်ကြောက်ပြန်လဲထူထောင်ရေးအတွက်ဆွေးနွေးပွဲကိစ္စလုပ်မယ်ဆိုပြီးတော့သူတို့ဒီအကြံပေးစစ်အုပ်စုကသတင်းထုတ်ပြန်လာပြီးတဲ့နောက်ပိုင်းမှာတော့ဒီစဘာဝဲစားကြောင်မျိုးမင်းကဒီငလင်ကြောက်နေပြီးတော့မှပြက်စီမှုအများဆုံးဆိုတာကိုသူတို့ဒီအကြံပေးစစ်အုပ်စုကသတင်းအမှောင်ချထားတယ်နဲ့ပတ်သက်ပြီးဒီကောင်ဘလို့တွေဖော်ကောင်လောက်ထားမလဲဆိုတာကျွန်တော်အရင်ဆုံးကြည်လိုက်အောင်ညာဒီငလင်ကြောက်မန္တလေးငလင်ကြီးကြောက်တိကြိုက်ပြည်စည်းဆုံးရှုံးသိဆုံးဒါတွေအကုန်လုံးပေါင်းလိုက်ရင်တကယ်စိုးကြိုးကြီးဆုံးဆုံးရှုံးမှုကြီးอ่ะဘီလီယံ10ဘီလီယံကျော်တယ်ဒေါ်လာ10ဘီလီယံကျော်တယ် ဒေါ်လာ7ဘီလီယံကျော်လို့ထပ်မံထားတယ်ဆိုတော့ဒေါ်လာ7ဘီလီယံကျော်ဆိုတော့ကျွန်တော်နိုင်ငံ GDP က85ဘီလီယံပတ်ချာလိုက်ပဲရှိတာပြန်တွက်ကြည့်မယ်ဆိုရင်ကျွန်တော်နိုင်ငံရဲ့ရှိတဲ့ဟာရဲ့9ပုံ2ပုံထက်မနည်းဟာသို့မဟုတ်တော့6ပုံ2ပုံထက်မနည်းဟာဆုံးဆုံးပြည့်စည်သွားတယ်လို့ခေါ်တယ်ပြီးတော့အထူးသဖြင့်အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့နေပြည်တော်ကြီးကတိကျပြည့်စည်မှုကတော်တော်တိကျပြည့်စည်မှုကြီးတယ်တချို့ကုရတိသတင်းအတရားဝင်မထုတ်ပြန်သေးလို့လားနှစ်လရှိတယ်ပေးချောင်းထုတ်ပြန်လို့ဒီနေ့28ရက်နေ့ဆိုတာဆိုတော့ငလျင်နှစ်လပြည့်မှုလို့ကျွန်တော်ဒီနေ့တခါလေးဒီအကြောင်းအောက်တခါလေးထည့်ပြော ခုဒီဆုံးရှုံးမှုကိုနေပြည်တော်ရဲ့ဆုံးရှုံးမှုကိုနိုင်ငံတော်ကကြည့်ကြမထုတ်ပြန်ဘူးလောမထုတ်ပြန်ဘူးဒါပေမဲ့တနိုင်ငံလုံးဟာပေါင်းထုတ်ပြန်ထုတ်ပြန်တဲ့ကနေပြည်တော်ထုတ်ပြန်မှုချန်ထားတယ်ကျွန်တော်အမြင်ပြောရရင်တော့ဒီဒေါ်လာ7ဘီလီယံမှာနေပြည်တော်ပုံကြီးထိရဆုံးရှုံးမှုဖြစ်တယ်ဒီပြီးတော့ပုံနာလေးပို့ထိနိုင်တယ်အဲ့တော့ဆွေးနွေးမဲ့သူတွေကတကယ်ကိုကိန်းကနန်တိတိကျကျမှန်မှန်ကန်ကန်ထုတ်ပြန်ဆွေးနွေးနိုင်ပါမလားဆိုတော့မေးပါဆွေးနွေးရဲပါမလားဆွေးနွေးနိုင်ပါမလားอืมပေးသိပါမလားဆိုတော့မေးကွန်းကျွန်တော်မှရှိတယ် အဲ့တော့ကျွန်တော်ကတယောက်ကထိုင်မဲ့ချီနေဦးပါတို့အဆက်ကွဲပါဘာမင်းကမေးတဲ့ session ကြောင့်မင်းမလားဆိုရင်မင်းချင်မင်းမင်းချင်သို့တော့ဒီလူတွေဘယ်လောက်ထိလူလူကိုအမှန်တိုင်းပေးသိမှာလဲဆွေးနွေးတဲ့သူတွေကိုတက်လာတဲ့သူတွေကိုနိုင်ငံတော်ကြီးကဲတွေရောဘယ်လောက်ထိပေးသိမှာလဲဆိုတော့ကြည့်ပြီးကျွန်တော်ကပြောမှာအဲ့တော့ဘူလို့စကျွန်တော်ကကြေကြာတာဆယ်ဘီလီယံကျော်ကုန်ကြသွားတယ်ဆုံးရှုံးသွားတယ်လို့ကမ္ဘာပံတွက်ချက်ထားတယ်အဲ့တော့နေပြီးတော့ infra ကြီးကိုပျက်စီးသွားတာနဲ့လားမဟုတ်ဘူးဗျဒါကြောင့်မို့လို့ကျွန်တော်တို့အားလုံးကငြင်းကြောက်လို့ပါနေပြီးတော့တခုတည်းတော်တော်များတယ်ဒီဆယ်ဘီလီယံကျော်ကနေပြီးတော့တခုတည်းတော်တော်များလိမ့်မယ်လို့ကျွန်တော်က အကြံပြုခံရတာခင်ဗျားဥမာတစ်ခုပြီးမယူလီပဲလွတ်တော်ပဲထားလွတ်တော်ကြီးပဲထားဟွလွတ်တော်ကြီးတစ်ခုလုံးကိုတိဆောက်ဖို့ square feet 3သိန်းရှိတယ်လွတ်တော်ရဲ့အားရ3သိန်း square feet 3သိန်းရှိတယ်အဲ square feet 3သိန်းကိုလက်ရှိခေတ်ကာလပေါက်သေးနေခင်ဗျားတွက်ကြည့်တာ1 square feet ကိုပြင်တဲ့ maintenance cost ကတွက်ကြည့်1 square feet 1000နဲ့ပဲတွက်ကျက်1000နဲ့ပဲတွက်ကျက်1000ဆိုတာကျွန်တော်ဆောက်လို့ဒီမှာကြီးပဲမင်းကွာမင်းလည်းမင်းတော်တော်နောက်တဲ့ခေါင်းလို့ကျွန်တော်ပြောလိမ့်မယ် မကောက်လေ1 square feet ပြင်တယ်တောင်လို့ရလို့ရအခုခေတ်ပေါ်ပေါ်ဒီမှာအစားအုပ်တစ်ခုစောက်ရင်အစားအုပ်တစ်ခုပြန်စောက်ရင်ဒီလိုလွတ်တော်အဆင့်မပြောနဲ့ရိုးရိုးအိမ်လား1 square feet ကို9000ကျော်ကြီးထင်တယ်ကျွန်တော်ဒီလောက်9000ကျော်6000ဖြစ်နေပြီနော်ဆိုတော့ထားပါတော့တင်ကနန်းကိုအဲ့တော့ခဲ1 square feet ပြင်တာတောင်ပဲထားအောင် square feet 3ဒိဘောက်ညာလိုက်ပတ်စံကုန်မဲ့ပတ်စံနဲ့တာမဟုတ်ဘူးနော်လွတ်တော်ကြီးတစ်ခုလဲကိုကျွန်တော်နမီနူနာပေးတာနောက်တစ်ခါနိုင်ငံတော်တောင်ရဲ့အိမ်တော်တွေဟာအိမ်တော်တစ်လုံးတန်ကြီးကိုဘယ်လောက်ရှိမှထင်လို့ဟာရောက်ဖူးကြရင်တော့အသိမရောက်ဖူးတော့မှမသိကျွန်တော်ရောက်ဖူးတဲ့အတွက်အသိတယ် သမရအီတော်ရောဒုသမရအီတော်ရောကျွန်တော်ရောက်မှုတယ်ဒီလောက်ထိကြီးတဲ့အာကြီးတွေတော့ပျက်စီးသွားတယ်ဆိုတော့ခင်ဗျအဲ့ဒါကြီးပြင်ဖို့အတွက်ကုန်ကျစရာကောင်းတယ်တိမ်မတော်တဲ့ကြီးကုန်ကျနိုင်တယ်ရှိတယ်တလုံးတလုံးနိုင်မှာဆိုတော့ပြန်တွက်ကြည့်ရင်ဒီကုန်ကျမှုကြီးကနေပြီးတော့မှထိခဲ့မှုပိုကြီးပါတယ်လို့ကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်ကနိုင်ငံတော်ကမထုတ်ပြန်တဲ့ခါကျတော့ကျွန်တော်လည်းဘာမှထုတ်ပြန်လို့တိကျထုတ်လို့မရဘူးသို့တော့စိတ်မကောင်းတာကနိုင်ငံတော်ဟာပြည်သူလူထုကိုစိတ်ထိခိုက်စေစေစေမှာစိုးလို့လားစိတ်ထိခိုက်ဖြစ်တာစိုးလို့လားဒါမှမဟုတ်တစ်ဖက်အုပ်စုကြီးဟုတ်ပါဘူးဆက်ကွဲမှာကြောက်လို့တောင်းတအားရဖြစ်မဲ့ဟာကို မပေးသိကျွန်တော်လာတော့ကျွန်တော်မသိဘူးနိုင်ငံတော်ရဲ့ user လို့ရှိရင်ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ခုသိပေးသိတာနည်းလေးပဲသိတာနေပြီးတော့ပို့နှားတယ်မန္တလေးကျွန်တော်ရောက်ခဲ့တယ်နမ်မန္တလေးထိရဆိုတာလမ်းတိုင်းပြည်စည်းသွားတာမဟုတ်ဘူးလို့အိမ်တိုင်းပြည်စည်းသွားတာမဟုတ်ဘူးမန္တလေးကကိုနာတိန်ကဒီနာတိန်ကအဲ့လိုလာတာမန္တလေးကဒါပေမဲ့သူ့တော့မန္တလေးမှာလည်းအလုံးကြီး၄000ကျော်ပြည်စည်းတယ်မန္တလေးကအလုံးကြီး၄000ကျော်ပြည်စည်းတယ်၄000ကျော်စကိုင်းမှာလည်းပြည်စည်းတယ်ဆိုတော့ကြည့်ပါနော်အဲ့တော့စကိုင်းကသာသနာပိုင်ဆောင်းဦးနေအများဆုံးပြည်စည်းစကိုင်းကဒီဘက်ကကျတော့ မန္တလေးကကျတော့လူနေစားဦးတွေအများဆုံးပျက်စီးတယ်သာသနာစားဦးတွေမရှိပါဘူးအဲ့တော့ပြောရရင်တော့နေပြည်တော်ကထိနေဆုံးလို့ကျွန်တော်ပြောချင်တယ်အဲ့ဒီ7ဘီလီယံကျော်ရဲ့၆ဝက်တမနေ့ကနေပြည်တော်မှာရှိတယ်ခံမှန်းချင်ခံမှန်းချင်တယ်ပေါ့နော်အဲ့တော့ဒီနေပြည်တော်မှာပျက်စီးဆုံးဆုံးမှုနဲ့ပတ်သက်ပြီးတော့တို့တို့ဒီအချမ်းဘတ်စစ်တပ်ကသတင်းအမှန်ပဲထုတ်ပြန်ရဲမလဲတို့အဆက်ကွဲမှာကြောက်တာဟုတ်နော်အဲ့တော့မင်းရတာအမှန်တရားချပြဖို့ပြောနေတာမင်းတို့ဒီအချမ်းဘတ်စစ်အုပ်စုကဘယ်နှခါအများအမှန်တရားလောက်ဘူးလို့လဲပြောပါဦးဟမ်အကုန်လုံးကတည်င်းလိမ်ဖာကြနေကြတဲ့ကလင်ကကြင်ကြီးပဲနော် ကဲနောက်ထပ်ဒီဓမြခေါင်းဆောင်ပောက်ကတုံးကလည်းတို့ဒီအထက်လူကြီးတွေကိုဘလို့တဲတွေဆော်ထားအောင်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာဥစဉ်ပြောချင်တာကတော့တည်င်းလေးတွေကတည်င်းလေးတွေဒါပြောရတာကြလူကြီးအများစုကနော်လူကြီးတွေအများစုကအာဏာရှိတဲ့လူကြီးတွေအများစုကသူတို့မကောင်းကြောင်ပြောရင်တော့ခင်ဗျာချက်ချင်းလက်ငင်းပြတရားစွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောရတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင် ခြေထဲမှာသမရောရာရဲ့ဒုက္ခတွေကိုပြောပြန်လူတို့တွေရဲ့နားတွေကလေးနေရရဲ့တော့နှထိုင်းနေဖြစ်ပေါ်လာများတယ်နော်အဲခါလေးပြောရင်တော့အလူကြီးတွေကိုပြောပြရင်လူကြီးတွေကပြောတော့ကိုပြောတဲ့စကားဦးစင်းတို့ပြောတဲ့အရာကိုဦးစင်းတို့ကတရားခိုင်တော့အာမခံရတယ်မှားလို့ရှိရင်တရားဆွဲပလိုက်မှားလို့ရှိရင်ထောင်ချပလိုက်နားလေးရဲ့လူကြီးတွေကတော့လေးကြီးအောင်စောင်းနေရနော် လေးကြီးအောင်စောင်းနေရလူတို့အကြောင်းလေးမှပြောလိုက်လို့ရှိရင်နားအချက်ချင်းကြားတယ်နော်လူတို့အကြောင်းနေပြောလိုက်လို့ရှိရင် ူတို့အတုံးမကြတဲ့အကြောင်းနေမှပြောလိုက်လို့ရှိရင်နော်ဒါလူကြီးအကုန်လုံးကိုမဆိုလို့အောင်နော်တချို့လူကြီးတွေပေါ့ဗျာနော်တချို့လူကြီးတချို့ဆိုတော့တဝက်လည်းဖြစ်ကျင်ဖြစ်မှာပေါ့နော်တချို့အကုန်လုံးဘုံမှုတွေကရှေ့မှနေပြီးမီဒူးစတီဟောက်ငှမ်းပြီးမှဆရာကြီးစတိုင်နဲ့စစ်ကကောင်းကောင်းတိုက်ခူတာမဟုတ်ဘူးနော်စစ်ကကောင်းကောင်းတိုက်ခူတာမဟုတ်ဘူးမီဒူးစတီဆရာကြီးစာထာကြီးနဲ့ဘာကြီးနဲ့ကြွေးနိုင်တဲ့မီဒူးစစ်ပေါ့ဗျာမကြွေးနိုင်တဲ့မီဒူးစစ်တို့မျိုး ဆင့်ဟိုဟာကိုအနာလုတ်ပြီးမှပြဿနာမရှာကြနဲ့လို့ဥစဉ်ကပြောချင်ပါလေဗျဒါလေးလည်းပြောချင်တယ်နော်ဆင့်ဟိုဟာကိုအဲ့တော့ပြည်သူစစ်တီကိုလည်းဥစဉ်အနေနဲ့ပြောခဲ့တယ်ပြည်သူစစ်တီကိုစိတ်ကြကြဆင်းအောင်တို့တည်နှမကြီးထဲမှာဆိုဖဲဒီကြီးရှိတယ်နော်ဘိုကုန်းနေပေါ့ဘိုကုန်းနေအရာရှိကုန်းနေရှိတယ်နော်ဒါမျိုးဟာတွေသူကတချို့ဘိုကုန်းရရှိကုန်းနဲ့စီဝိုင်းထဲမှာကြီးရှိတယ်စီဝိုင်းထဲမှာကြောင့်ပြည်သူစစ်ကအာယုံနောက်လို့ရှင်တို့တည်နှမကြီးနဲ့ညာတိုက်ပြလိုက်တယ်နော်ဘိုကုန်းနေဒါမျိုးတွေရှိတယ်ဒါဆိုဥစဉ်တို့ဂယုဆက်ရမယ်နော် အတူတူဘယ်လောက်ပဲတွေးခွဲခွဲသူတို့တွေပြည်သူစစ်တရားနဲ့ထွက်ချအောင်ပဲဘယ်လောက်ပဲပြောပြောစိတ်တက်ကြအောင်ပဲပြောပြောဘယ်လိုမှစိတ်တက်မကြနဲ့ကိုလိုကိုလိုအဲတော့ပေါကတုံးကတော့မြေအောင်နေသေးရဲ့เนาะအထောင်းခံရတော့မယ်ကဲနောက်ဆုံးအနေနဲ့ကတော့ဒီအမျိုးရုပ်ဇော်ဘုံဟိနဲ့ဒီတက်ကုံမသဇင်ဦးတို့ဘာညာစမကလာလောက်တယ်ဆိုပြီးတော့ဒီအောင်မင်းကိုတက်နဲ့ကြော်စွာတို့ကဘယ်လိုတွေဥတုထားမလဲဆိုတာဒီကောင်ဇော်ဘုံဟိပြောပြထားတယ်ကိုကျော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဘောက်ဟာကျွန်တော်လှုပ်ချင်အောင်လို့ပြောချင်အောင်ပြောခင်ဗျားတို့မဖမ်းခဲ့ရရင်လည်း ဖန်ခိုင်းအောင်တော့ပြောပြောရေးနော်အဲ့ဒီဟိုမှာ Telegram မှာအကောင့်၃ကောင်လောက်ရှိတယ်အဲ့ဒီအကောင့်၃ကောင်ကနော်ကျွန်တော်ရေးနေတဲ့အကောင့်တွေကသဇင်ဦးကိုကြောင်တဲ့ပုံပေါ်တယ်နော်ကျွန်တော်တို့သဇင်ဦးတို့ကသဇင်ဦးမတည်သေးဘူးသဇင်ဦးအမေလည်းမတည်ဘူးသွားမေးကြည့်လိုက်ဘောဘုံရေးဆိုတဲ့ကောင်ကမိမသားတယောက်ပေါ်မှာအလိုကျင့်ကြံပြုမှုနေထိုင်လဲဆိုတာသဇင်ဦးရောသဇင်ဦးအမေရောသိတယ်อืม ိုကျော်စိုးဦးလည်းသိတယ်နော်ကိုနှမလေးလို့ဖေးမပေးတာပဲရှိတယ်။ကုညီပေးတာပဲရှိတယ်။မင်းပြောတဲ့စကားပါ။ Telegram က3កောင်။နော်အဲ့3កောင်လုံးကအဲ့တတိယလို့ကျွန်တော်တို့နားမကမှာသွားလိုက်တာဟုတ်။ခြေဝင်တဲ့ပုံစံပေါ်တယ်။ဒီကောင်တွေကသူတို့ဖုံချောင်မရတော့သူတို့စိတ်နဲ့နှိုင်းပြီးတော့မှအာကျွန်တော်ပြပြကျွန်တော်မကျေနပ်ပြီးတော့ထပ်ပြောပြန်အောင်သူတို့ပြောနေတာကြာပြီလေသူတို့က PDF နဲ့သိုးတယ်ကျွန်တော်ပေါ်မှာ သူတို့က PDF တဲ့ကောင်မှကျွန်တော်ကိုတိုက်ခိုက်သေးတယ်။နော် PDF ကောင်ကတော်ရဲမှမလို့သူ့လို့သူလို့လို့ဒီတိုင်းပြီးချစ်ပါတယ်တက်မလို့ချစ်ပါတယ်ဆိုတဲ့ကောင်တွေကအဘဘောမတဲ့ကောင်တွေကောင်မတွေကကျွန်တော်အတိတ်တိုက်ခိုက်တာနော်နော်အဲ့ကောင်တွေကအဲ့ဒါတစင်ဦးနဲ့ကျွန်တော်နဲ့အဲ့ဒီနာမကသွားလိုက်တာကိုသူတို့မှခြေဝင်နေတာခြေဝင်နေဖုံးချောင်းလေးတနာယူလေးနော်အဲ့ဒါအခုတစင်ဦးနဲ့ကျွန်တော်နဲ့သွားတော့ခြေဝင်ပြန်ပြီးတော့အဲ့မှာ ခင်ဗျားတို့ပြောတယ်ဘာဆိုတော့အောင်မင်းလာထောက်ပေါက်လာပြန်အောင်ကျွန်တော်အရင်တော့ဇင်ဦးကသူ့ရုံးမှာလှုပ်လှုပ်တာအဲရုံးစင်းပြီဆိုရင်ဒီကောင်ကတော့ဘာလဲ OD ရှိတယ်ပေါ့အဲသတင်းကြားနယ်တိုင်းမှာ OD ရှိတယ်ဘာညာဆိုပြီးတော့ကျန်တဲ့လူတွေပြန်ခိုင်းပြီးတော့အဲကလေးမလေးကိုပဲထားလာပြီးရင်သူကအရက်ထိုင်တော့တာအရက်ထိုင်တော့ပြီးပြီးဂျာကူလီမျိုးလုံးနဲ့ကြည်တာ ကြည့်တော့ကြာတော့ကောင်မလေးကကြောက်လာအောင်ကြောက်လာတော့သူနဲ့လှုပ်သွဲမလို့တော့ခြေတွေဝင်ပြီးတော့ထပ်ဖွားပြန်အောင်နော်ထပ်ဖွားပြန်အောင်အဲ့လိုအဲ့လိုအဲ့လိုအကျင့်နေနော်အဲ့လိုလူမျိုးတွေကမြန်မာပြည်ရဲ့သတင်းဌာနတို့ဘာလို့လှုပ်ခေါ်အဲ့တော့အောင်မင်းနဲ့စောပေါင်းဟီးရိုရဲ့ခွေးကြိုက်ပွဲကတော့နောက်တစ်ခါပြန်လာပြန်ရောနော်ဒီကြားထဲမှာမှဒီစစ်ခွေးလော်ဘီတွေဖြစ်တဲ့ကိုတတ်တို့နောက်ပြီးတော့ဒီကောင်ကြော်စွာတို့ဒီကောင်တွေပါဆက်ပြီးတော့ပါလာပြီဆိုတော့ ဒီကောင်ဇဘုံဟင်းကတော့ဟိုကအုတ်လိုက်ဝင်ကြိုက်တဲ့တံကိုဘယ်ချိန်ထိခံနိုင်မလဲဆိုတာတော့ကျွန်တော်စောင့်ကြည့်ရတာပေါ့နော်ကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ညီကိုမောင်နှမတွေတယောက်ချင်းစီတဲ့အထူးပဲကျေးဇူးတင်စီပါတယ်နောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေလည်းပြန်ဆောင်ကြရအောင်အားလုံးပဲကျမ်းမာပေးကင်းကြပါစို့ညာ